ျွန်တော်ဒီတစ်ခေါက်ဖတ်ပြပေးမှာကတော့အမြဲတမ်းဖြစ်တတ်တဲ့ relationship တွေတော့ပဲဖြစ်ပါတယ်။ဒီတစ်ခါလဲကျွန်တော်ကဖြစ်လေးဖြစ်ထားရှိပြီးခဏခဏလာတိုင်ပြောတတ်ကြတဲ့အပြင်အမြဲတမ်းဖြစ်တတ်တဲ့ relationship တွေကိုအကြံပေးဖို့ဒါလေးကိုဖတ်ပြလိုက်ပါတယ်။ကိုယ်လည်းဘလို့ဖြစ်ရှင်းရမလဲမသိရင်ဒါလေးကိုစုံအောင်နားထောင်ကြည့်ပါ။အကြောင်းရင်းကိုပဲပြောပါလက်ရှိဖြစ်နေတဲ့အကြောင်းကိုပဲပြောပါ မင်းကလေးတော်တော်များများကအရင်ကမကျေနပ်တာတွေပြန်ပြောတတ်ကြလို့ရံပွဲကမပြီးတာပုံများတယ်အဲလိုပြန်မပြောဖို့ကနင်းနေခက်ပင်ပဲကြိုးစားကြည့်ပါမကြိုက်တာကိုရှောင်ပါကိုယ့်ရဲ့ပတ္တနာကဒါမကြိုက်ဘူးပြောထားရင်မလုံးမိအောင်ကြိုးစားပါချုပ်ကင်နေတာမဟုတ်ပင်လေတခါတလေတော့သူ့ဘက်ကိုယ့်ဘက်ကြည့်ပြလိုက်ပါချော့လိုက်ပါစကားဆက်မပြောတော့ဘဲချော့လိုက်တာကပိုအဆင်ပြေပါတယ်မချော့တဲ့ရင်ချွေးလိုက်ပါ ဒါမှမဟုတ်တောင်းပန်လိုက်ပါ တောင်းပန်တဲ့အခါမှာလဲရွေးသမီးမပြောပါနဲ့နော်ဒါဆိုတော်တော်များများကရံပွဲပြီးသွားကြပါလေယောက်ျားမိန်းမမခွဲပါနဲ့ယောက်ျားလေးမချောရမယ်ဆိုတဲ့အတွေးရှိနေရင်ဖြောက်လိုက်ပါတပတ်ကကြီးအလျှော့ပေးရရင်ဘယ်တော့မှအဆင်မပြေပါဘူးကိုယ့်ဘက်ကလည်းလျှော့ပါရံပွဲပြတ်သွားဖို့ကအဓိကမို့ပါဘာမဟုတ်တဲ့ကိစ္စနဲ့ဆိုပြီးမပြောပါနဲ့ တယောက်နဲ့တယောက်ရဲ့ဒေါသထွက်တဲ့အရာချင်းမတူပါဘူးအဲ့ဒါမျိုးရှံဖြစ်ရင်ဘာမှမဟုတ်တဲ့ကိစ္စနဲ့ပြဿနာရှာတယ်ဆိုတဲ့စကားမပြောမိပါစေနဲ့တပတ်သူကို ကိုရောစေရောထိခိုက်စေပါတယ်နေရာမှာရင်ရက်လိုက်ပါဒီနည်းကတော်တော်အဆင်ပြေပါတယ်ခဏရက်အောင်ဆိုပြီးတော့စကားမပြောဘဲနားလိုက်ပါဒီမှာတော့တချို့မိန်းကလေးတွေကနားရင်ပို့ပြောတတ်လို့တတိထားပေးရပါမယ်စီးမြင်လေးထားပါရမဖြစ်ပဲ ဘယ်နဲ့ရနေရင်ဘာသွန်းစားမယ်ဆိုပြီးလှုပ်ထားပါ ရန်စားဖြစ်တဲ့သူကလည်းပတ်စံဘလောက်ထည့်ဆိုပြီးလှုပ်လို့ရပါတယ်ဒါဆိုပို့ပြောစရာကောင်းလာမှာပါတေးတီးမွမွားတွေနဲ့စကားမများမိပါစေနဲ့ချစ်တိုင်းအမြဲရန်ဖြစ်မရပါဘူးဘယ်သူမဆိုအခဲတေးတီးလေးကနေကြာရင်စုပြီးပောက်ွဲတက်လို့တကယ်ချစ်တယ်ဆိုရင်ပြဿနာမရှိအောင်ကြိုးစားနေပါ သူများနဲ့မနိုင်ပါနဲ့ ရန်စားဖြစ်တဲ့ຢာခိုင်လုံးကဒါအများဆုံးပဲသူများတင်ထားတဲ့ post တွေပုံလေးနဲ့တပတ်သူကိုနိုင်တာကြီးကြတာဟာမဖြစ်တဲ့ကိစ္စပါပို့ဘေကသူကအကောင်းဆုံးပါပွင့်လေမှာလက်တွဲပေါ်ဖြစ်လာကလေးကစိတ်အခြေအနေမကောင်းတာလူနေလို့မကောင်းတာကအဆုံးကြိုက်တာမကြိုက်တာပို့ပါ ပြောပြထားဖို့လိုအပ်ပါတယ်ကိုစိတ်ခုထွားရင်လည်းပထမတစ်ခါဆို ပြောပြလိုက်ပြီးတီးခံလိုက်ပါ ကိုကချစ်ပြီးမှလွတ်သွဲပေါ်အဖြစ်ခံယူထားတဲ့သူကိုရော ကိုတိုင်ရောရံဖြစ်ခြင်းနဲ့ဘဝကိုမပြတ်တမ်းပါနဲ့ချစ်တဲ့သူနဲ့နေတိုင်းပျော်ရွှင်မှုကအဓိကမို့အပေါ်ကနီလေးတွေတုံးကြည့်ပြီး ကိုတိုင်ကလည်းဘယ်သူမှဘယ်ဝါမှခွဲခြားမနေပဲလျှော့ပေးလိုက်ပါ အားလုံးပူချင်နိုင်ကြပါစေ။